မင်္ဂလာပါခင်ဗျာ Listener Heaven Audio Wood Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ရှုမောကစာကြည့်တဲ့ကဏ္ဍမှာဇာထွန်းအံ့အေးသာထားတဲ့ဖဲဒုတ်ဟောင်းဆိုတဲ့အကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ်အင်္ဂလန်ပြည်လန်ဒန်မြို့တွင်နေထိုင်လျက်ရှိသူတရင်းစာကိုယ်စားလှယ်ဟောင်းဝီလီယံဘေးဆိုသူ၏ဝါသနာမှာကဖဲဒုတ်ဟောင်းများကို စုဆောင်းခြင်းပင်ဖြစ်လေသည်။တနင်္သောခါတွင်ဝီလျံပင်သည်အဟောင်းသံတဆိုင်သို့ဝင်ကာဖဲရိုဟောင်းများရှိမရှိကိုမေးလေသည်။ဤတွင် အခြားပစ္စည်းဟောင်းဝယ်ရန်လာသူဈေးဝယ်နာဝယ်တဦးကကျုပ်အိမ်မှာဖဲရိုဟောင်းရှိထုတ်ရှိတယ်။ခမားလူကြီးလာခဲ့ထိုကဲ့သို့မှားလိုက်လေသည်။ထိုသူအိမ်သို့သွားသည်ဖဲရိုဟောင်းများကို ကြည်ရတော့ကဖဲတထုံးမှာအလွန်ရှားပါသောမြေပုံဖဲရိုဖြစ်၍နေသည်ကို တွေ့ရလေသည်။ ဖဲတုံးမှာဖဲချက်52ချက်ရှိလျာအင်္ဂလန်ပြည်နှင့်ဝေလာနယ်ရှိ district 52ခုရိမြေပုံများကိုဖဲတစ်ချက်လျင်တစ်မျိုးစီရိုင်းနေထားပြီးထိုမြေပုံများပေါ်ကမှဖဲပွင့်နှင့်ကနန်းများကိုထက်၍ရိုင်းနေထားလေသည်ထိုဖဲတုံးမှာလွန်ခဲ့သောနှစ်300ခန့်ကြာပြီးဖြစ်သော1685ခုနှစ်ကရိုင်းနေထုတ်ဝေခဲ့သောဖဲတုံးဖြစ်လေသည်ကြံဖဲတုံးဟောင်းခုနှစ်ထုတ်တို့မှာလည်းအလားတူစွာပင်ရှားပါလှသော ဖဲတော်ဟောင်းမျိုးတို့ဖြစ်ကြလေသည်ဝီလျံပင်ကအားလုံးဘလောက်ပေးရမလဲဟုမေး၏ငါးပေါင်သာပေးပါတော့ဗျာဝီလျံပင်သည်ချက်ချင်းပဲဖဲတော်ဟောင်းများကိုဝယ်ယူလိုက်လေသည်နောက်ကားတွင်ဝီလျံပင်ကကျုပ်စိတ်မှာအနည်းဆုံးပေါင်900တောင်းတော့မှာပဲလို့ထင်နေတာတောင်းရင်လည်းပေးပြီးဝယ်ဖို့အစင်သင့်မှာပဲထိုကဲ့သို့ပြောပြဘူးလေသည်လွန်ခဲ့သောနှစ်ပေါင်းထောင်သောများစွာနှင့်ကြီး၍ ဖဲကစားခြင်းအပြင်ငွေများဂရေနစ်ကြီးကလက်ပြောင်းလက်လွဲပြစ်ခဲ့လျက်မွဲသူမွဲ၍ပွတ်သူတို့ပွတ်ခဲ့ကြလေသည်ရင်းသူသောဂျမာကိုဖန်တီးပေးသည့်ဖဲချက်များကိုကအဖိုးတန်သည်ဟုမိသူကားမှမထင်ကြပေယခုအခါတွင်မူဥရောပတိုင်းနှင့်အမေရိကန်ပြည်များတွင်ဖဲတို့စုသူများသည်ဒဇေကောင်းစုသူများ၏နီးတူချီဟောင်းဖဲတို့များကိုငွေကြေးများစွာပေး၍စူးစောင်းလျက်ရှိနေကြပေသည်တခါက အီတလီပြည်တွင်15ရာစုနှစ်ကထုတ်ဝေသော ဖဲတုံးမှတစ်ချက်တည်းကိုပင်ပေါင်း900ခန့်ပေး၍ဝယ်သွားမှု၏16ရာစုနှစ်ကအင်္ဂလန်တွင်ထုတ်ဝေသောဖဲတုံးများပါတထုတ်လျင်ပေါင်90ပေါက်ဈေးရှိ၍နေသည်တကိုချင်းစုဆောင်းရာ၌ဝီလျံပင်း၏ဖဲတုံးများပါကဘာပေါ်တွင်အများဆုံးဖြစ်လေသည်သူစုဆောင်းထားသော ရှီဟောင်းဖဲတုံးပေါင်းမှအထုပ်900ကျော်ရှိလျက်နိုင်ငံပေါင်း30ကျော်မှဖဲတုံများပါဝင်လေသည် ခေတ်အလျောက်နိုင်ငံအသီးသီးတို့သည်ဖဲရုံများကိုပုံအမျိုးမျိုးအရွယ်အစားအမျိုးမျိုးပြုလုပ်ခဲ့ကြသည်ဖြင့်လုံသောပစ္စည်းမှလည်းစင်စွဲလိတ်ခေါ်တည်ရပြတစ်သားငွေစစ်နှင့်ငါးအကြီးများ စသဖြင့်အမျိုးမျိုးဖြစ်ခဲ့လေသည်အိန္ဒိယဖဲရုံများမှာအဝိုင်းများဖြစ်၏ဖဲတထုပ်တွင်ပါသော ဖဲချက်အရေးအတွက်မှလည်းတနိုင်ငံနှင့်တနိုင်ငံမတူကြကြပါရှားပြည်ကဖဲတို့မှာ16ချက်သေးတာပါ၏ ဂျပန်ဖဲတို့မှာကဖဲချက်400ပါဝင်လေသည်အမေရိကန်ပြည်တွင်လူရိုက်နေများသည်ဥရောပမှတင်မောဖြင့်ကူးလာကြသောဇပိန်ပြည်သားများဖဲရိုက်သည်ကိုမြင်ရသောကအတုယူ၍တိုးတရေချံများဖြင့်ဖဲချက်များလှုပ်ကြလေသည်ဝီလျံပီးထန်၌ဝီရိုရီးယားဘီယင်မာကြီးလက်ထက်ကကလေးကစားစရာအိမ်ကလေးတစ်ခုရင်ထားသောဖဲတုပ်ကလေးတက်ထုပ်ရှိ၏၎င်းဖဲတုပ်တွင် ဖဲချက်မှာအလျားတလက်မ၏၄ပုံတစ်ပုံသာရှိပြီး ကျက်တရေပြားပေါ်၌ဆေးချေကလှုပ်ထားသောဖဲကြံများဖြစ်လေသည်အင်္ဂလန်ပြည်မှဖဲတုတ်ရိုင်းနှိပ်ထုတ်ဝေသူတို့သည်ယခုအခါတနည်းလျှင်ဖဲတုတ်ပေါင်း၁၀တန်းရိုင်းနှိပ်ထုတ်ဝေနေကြရလေသည် ဖဲတုတ်များမှာအမျိုးအစားကိုလိုက်၍တကြက်၈ဘဲကမ်းမှအထက်တန်ဖိုးရှိလေသည်ဒေကြီးဆုံးဖဲတုတ်များမှာဥရောပတိုင်မှထွက်ပြီးတက်ထုတ်လျှင်၂ပေါင်ခွဲကျသည်ပလတ်စတစ်ဖြင့်လှုပ်ထားပြီးရေလျှော်ခံလေသည် ရိုးရိုးရွယ်ဖဲကျက်များအပြင် ဖဲတို့ရိုင်းနေရောင်းချသူတို့သည်ဖဲတို့အစမ်းများကိုလည်းရိုင်းနေကြလေသေးသည်ဂျဲဘူဖဲကျက်ခေါ်ဖဲကျက်များမှာအလျားတပီအနှံ့၅ချက်ရှိ ထိုဖဲတို့မျိုးကိုမျက်လက်စရာများသုံးကြ၏ဤမြကြီးမသောဖဲတို့မှသာလျှင်ဇက်ယုံနောက်ပိုင်းမှာပြိသက်တို့တင်းတင်းရှားရှားဖဲပွင့်ကိုမြင်နိုင်ကြလေသည် နောက်တစ်မျိုးမှာကဖဲကျက်တွင်အပွင့်များအပြင်အဖူကလေးများပါသောဖဲကျက်မျိုးဖြစ်လေသည် ထိုဖဲတုံမျိုးမှာမျက်စိမမြင်သူနဲ့မျက်စိမြင်သူတို့ရှင်းပြိုင်ကစားနိုင်စေသည့်ဖဲကြံမျိုးဖြစ်၏မမြင်သူကအပူလေးများကိုလမ်းနှင့်ဆန်းသက်၍ကစား၏မြင်သူကမူရိုးရိုးအပွင့်များကိုကြည့်ကာကစားလေသည်အပူလေးများကို မျက်စိမြင်သူမမှတ်မိအောင်ဖဲကြက်ကြောပန်း၌ဒီဇိုင်းအမျိုးမျိုးဖြင့်စီမံထားလေသည်ဖဲလည်း၍ရိုက်သူများအတွက်တီးကြဖဲတို့များလည်းရှိသည်ဤထိုဖဲကြက်များ၏ကြောဘက်တွင်သေးငယ်သောအနက်ရောင်မြင်းလေး တစ်ခုနေရာအမျိုးမျိုးပါတဲ့ပြင်ဘာဖဲဖြစ်ဒီကို အလွယ်တကူသိနိုင်နေသည်ဖဲလိန်ရိုက်သူများနဲ့မျက်လက်ဆရာများကိုင်လေးရှိသောဖဲကြံများမှာပို၍ပါလက်သည်ပို၍အကွေးအကောက်ခံနေသည်ဖဲဝိဇာတဦးကဖဲကြပ်ပပနဲ့လူစိမ့်တယောက်ကပတ်စံကြီးဖဲရိုက်ဖို့ခေါ်ရင်းဘယ်တော့မှမကစားနိုင်ဟုဥပရေတရထုတ်ခဲ့ဖို့လေသည်ဖဲကစားခြင်းသည်900စုကတရုတ်ပြည်မှစ၍ပေါ်လာသည်ဟုအဆိုရှိ၏ ထိုအခါကတရုတ်တို့သည်ငွေဆက်ကူကိုစား၍သုံးစွဲနေကြလေပြီတရုတ်များသည်ငွေဆက်ကူများကိုလောင်ကျင်းငွေအပြည့်ဖြင့်၎င်းဖဲကျက်များအပြည့်ဖြင့်၎င်းအသုံးပြုကစတင်၍ကစားကြသည်ဟုဆို၏ဥရောပတိုက်သို့ဖဲကစားသည့်ဘဲခစ်ကရောက်လာသည်ကိုအတိအကျမသိရသေးတော့လေတွေ့ရသောရှေးအကြဆုံးဖဲရုံများမှာအီတလီပြည်၌15ရာစုနှစ်ကရိုက်နေသောဖဲရုံများဖြစ်ကြလေသည်ထိုခေတ်ကဖဲကစားသောအလုံးမှာငွေကြေးချမ်းသာ၍ အားလက်ချိန်များစွာရှိသောသူများ၏ဇိမ်ကံဤတစ်မျိုးပင်ဖြစ်လေသည်။အီတလီပြည်မီလန်မြို့သားကြီးသည်ကျွေးနောက်ကိုရွေထားသောဂျက်ပြားပေါ်၌လက်ပြင်းရေးချက်ပြုလုပ်ပေးသောဖဲတထုပ်ကိုငွေတင်းက900ပေး၍ဝယ်ဘူးခဲ့လေသည်။ယခုလက်ရှိခေတ်အီတလီနှင့်စပိန်နိုင်ငံဖဲရိုများမှာရှေးခေတ်ကဖဲပွင့်မျိုးသာဖြစ်ကြလေသည်။ ဂျာမနီပြည်၌စကန်နီထရပိုလာကိုဖဲကစားနည်းနှစ်မျိုးနဲ့32ချက်ပါသောဖဲထုတ်တစ်မျိုးနဲ့36ချက်ပါသောဖဲထုတ်တစ်မျိုးတို့ကိုအသုံးပြုကြလေသည် အပွေများမှာတစ်စေနှလုံးခေါင်းလောင်းနှင့်တိရွတ်ပုံတို့ဖြစ်ကြလေသည်ပြည်သည့်ပြည်၌မူဖဲပွင့်၄မျိုးတို့ကိုခြေအခါကတန်တန်ဦးကောင်းနှလုံးလန်ကင်းကြောက်ပြားနှင့်၃ရွက်ဆိုင်၄ညင်းပွင့်ဟုခေါ်သုံးဆွဲခဲ့ကြသည် နောက်အခါတွင်မှာ ယခုကျွန်ုပ်တို့မြန်မာများတွေ့မြင်နေရသောညင်ဘိတ်တောင်းနှင့်ဖူးတို့ကို ပြောင်းလဲသုံးစွဲလာကြလေသည်ဝီလီယံပီးအဆိုအရပြင်သစ်တို့၏နောက်ဆုံးပေါ်ဖဲပွင့်များကိုကမ္ဘာနိုင်ငံများကလက်ခံသုံးစွဲလာကြခြင်းမှာဝစ်နှင့်တရစ်ခေါ်ဖဲကစားနည်းနှမျိုးကိုကမ္ဘာနိုင်ငံအလုံးကကစားလာကြသောကြောင့်ဖြစ်သည်ဟုသိရလေသည်ထို့ကြောင့်ကိုတိုင်းပြည်တွင်စတင်ပေါ်ပေါက်သောဖဲတို့မျိုးစားတို့မှာတဖြည်းဖြည်းအသုံးစွဲနှဲပလာရပြီးထိုဖဲတို့မျိုးတို့သည် နောက်ဆုံးတွင်ပျောက်ကွယ်တိမ်မြုပ်သွားကြရပေလိမ့်မည်ဟုဝီလီယမ်ပင်ကဆိုလေသည်အင်္ဂလန်ပြည်တွင်15ရာစုကစာ၍ဖဲတုံများရိုင်းနှိပ်ထုတ်ဝေခဲ့ကြ၏1635ခုနှစ်တွင်ဂျေးစ်တဘရင်သည် ဖဲတုံများပေါ်၌စာ၍အခွန်တော်ကောက်ယူခဲ့လေသည်ကောက်ပေါ်မှာကဘိတ်တဖဲချက်တစ်စပိတ်တစ်ချက်ကို အစိုးရကလွှဲ၍မြေသူမှပုံနှိပ်ခွင့်မပေးဘဲထားခြင်းဖြစ်သည် ထိုဖဲချက်ကို ဖဲတို့ထုတ်ဝေသူများကအစိုးရထံအခွန်တော်ဆောင်၍ဝယ်ယူကြရ၏။သို့မှသာဖဲတုံနိုင်အားလုံးပြည့်စုံပေမည်။ထို့ကြောင့်ပေလေတစ်စပိတ်တစ်ဖဲပိတ်သည်ဖဲတို့ထဲ၌တခြားဖဲများနှင့်မတူတမူကွဲ၍နေရခြင်းဖြစ်လေသည်။ဆိုခဲ့သောခေတ်ကတစ်စပိတ်ဖဲချက်ကို အတုရိုင်းနေပါကသေတံပင်ပေးနိုင်လေသည်။1905ခုနှစ်တွင် Grobenor Square အရက်နေတောမတ်ဟာဒီဆိုသူသည် အစိုးရကသာရိုင်းနေခွင့်ရှိသော Tis Space ဖဲကြံများအတူရိုင်းနေသဖြင့်တည်ရန်ပေးခြင်းကိုခံရလေသည်ဤဥပဒေသည်1862ခုနှစ်ကြာမှပြည့်ဝသွားခဲ့လေသည်ဥရောပတိုက်တွင်ရှိသောဘရင်ဆိုးမင်းများသည်ဖဲကြက်ကြောပတ်တွင်မိမိပြားမိသားစုပုံပါသောဖဲတို့များကိုရန်တွင်း၌ကစားလေရှိကြပေသည်ယခုခေတ်၌ရိုးရိုးဖဲတို့များအပြင်ထူးထူးခြားခြားရိုင်းနေရသောဖဲတို့များမှာလုပ်ငန်းကြီးများမှမှားကြသောဖဲတို့များဖြစ်ကြ၏ ကုန်သည်ကြီးများသည်မိမိတို့၏ကုန်စည်ကြော်ညာများကိုဖဲချက်ကြောပတ်တွင်ရိုက်နေလျက်ထိုဖဲတုံများကိုမေတ္တာလက်ဆောင်ပေးဝေလျက်ရှိနေကြလေသည်ကုမ္ပဏီကြီးတစ်ခုကမူမာဂရက်မင်းသမီးကလေးနှင့်မေရယ်အလစ်ဘတ်မိဖုရားကြီးတို့အတွက်ဖဲချက်ကြောပတ်တွင်နန်းရီတစိ့များပါသောဖဲချက်များကိုတီးတန့်ရိုက်နှိမ်ပေးရဖို့၏ဖဲချက်ဖြင့်ဘယ်ရင်ဩယာ၌တစ်စပိတ်သည်မကြမ်းပါခြင်းကွဲလွန်ခြင်းကိုပြသောဖဲချက်ဖြစ်၏ထိုဖဲချက်ကို ကံအစိုးဆုံးဖဲချက်ကိုယူဆကြသည်ဖြင့်စပိန်ဖဲ73ချက်စလုံးကိုလည်းကံမကောင်းသောဖဲချက်များဟုခေါ်ကြ၏တစ်စပိန်နောက်ဒုတိယကံအစိုးဆုံးဖဲချက်မှာကိုးစပိန်ဖြစ်၏ထို့ပြင်တောင်ကိုးဖဲချက်သည်စကော့တလန်ပြည်၌ကံဆိုးခြင်းကိုပြသောဖဲချက်ဖြစ်လျက်စပိန်လေးဖဲချက်ကိုလည်းမန်နက်ဤဂရင်းတိုင်း၄တိုင်းဟုအမည်ပေးကာကံဆိုးသည့်ဖဲချက်ဟုယူဆကြပြန်လေသည်ဝီလျံဘေးသည်ဖဲရိုဟောင်းများကိုစုတော်လဲဖဲရိုက်တတ်သူမဟုတ်ပေ ဖဲရိုက်ခြင်းသည် လေလွင်ခြင်းဖြစ်သည်ဟုယူဆလေသည်တို့ရာရင်အမေရိကန်စိတ်သက်စစ်စင်ရေးဌာနကမူဖဲတုံကြောင့်စိတ်စင်ရဲ့တက်တရာရသော အခါမျိုးတို့ရှိတတ်သည်ဟုယူဆကဒင်းမောပြက်နေသုံးရသောအသက်ငယ်နေတိုင်း၌မပါမပြေသောပစ္စည်းများအနက်တွင်ပစ္စည်းနှမျိုးကိုမရှိမနေရသတ်မှတ်တယ်တွင်တည်း၎င်းပစ္စည်းနှမျိုးတို့မှာကတမာကျန်းစာတအုံနှင့်ဖဲတထုပ်တို့ဖြစ်ကြလေသည်ထွန်အပ် အခုလိုအစုံဒီနားဆင်ပြီးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ